အနာဂတ်အကြောင်း မပြောကြေးပေါ့ကွာအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဇော်နီတင်ဆက်နေပါတယ်မန်ချက်စတာနဲ့တဲ့အောင်မြင်နေရင်လာချင်းကြားတဲ့ကစားမတွေဝိုင်းဝိုင်းလဲနေတယ်ဆိုပေမဲ့နေတဲ့ပြန်လဲတိဆောက်ရမယ်ဆိုတဲ့အချိန်မှာတော့ပဝင်ချင်းတဲ့ကစားမနေပါပြီးတော့အတင်းကနေထွက်ခွာခြင်းကြတဲ့ကစားမတွေကြည့်ပေးများပြနေပါတယ်တကယ်ဆိုရင်ဘရူနိုဖာနန်ဒက်စ်လိုရည်ချင်းမျိုးနဲ့ကစားမကယောဘတခွင်ကကြိုက်တဲ့အတင်းကိုပြောင်းရွှေ့နိုင်တဲ့ကစားမမျိုးဖြစ်ပါတယ် WL Fernandez ကတော့ Manchester တိဆောက်ရေးမှာပဲပါဝင်ချင်နေပြီးတော့အသင်းပေါ်ချစ်စိတ်ကိုပဲဦးစားပေးနေပါတယ် Bruno Fernandez က sorry ထိတ်တန့်အသင်းနေရဲ့စိတ်ဝင်စားခြင်းကိုခံရတဲ့ကြားကနေ Manchester မှာပဲဆက်လက်ရှိခြင်းနေကြောင်းသူ့ရဲ့ဆန္ဒကိုထုတ်ဖော်ပြောကြားလာခဲ့ပါတယ်တင်းနီရိုရဲ့အသင်းကောင်းဆောင်ဟာကဘာပလားအတွက်ရည်မှန်းလို့ United မှာဆက်ရှိခြင်းနေပြီးတော့အသင်းဘက်ကလည်း Fernandez ကိုဆက်လက်ရှိနေစေခြင်းလို့သိရပါတယ် Fernandez ကိုတနင်္လာခါလာစားအမြောက်များနဲ့ငွေပုံပေးပြီးတော့ခေါ်ယူချင်နေကြတဲ့ Sorry Pro League အသင်းတွေတန်းစီနေပါတယ် ဖာနီဒက်စ်လိုပုံရေကစားမကိုအရှိလေပိုင်းဒေတာစီခေါ်ယူပြီးတော့လီရဲ့အစင်တန်းကိုမြင့်တင်ဖို့လဲကြိုးစားနေကြပါတယ်။အထူးသဖြင့်တော့ပေါ်တူဂီသင်းမော်ခရစ်စတီယာနိုရိုနယ်ဒိုနဲ့အတူတူကစားပြီးတော့ကမ္ဘာဖလားအတွက်ကြိုတင်ပြင်ဆင်နိုင်ဖို့အတွက်အခွင့်အရေးလဲဖြစ်လာနေတာကြောင့်အတော်များများကဖာနီဒက်စ်ကို sorry ပြောင်းဖို့တိုက်တွန်းနေကြပါတယ်။ဒါပေမဲ့ဖာနီဒက်စ်ကတော့အိုထဘိုကနေထွက်ခွာခြင်းစိတ်မရှိဘဲနဲ့လာမယ့်2026ကမ္ဘာဖလားမတိုင်ခင်ဒီဥရောပထိပ်တန်းလေးကြီးမှာပဲဆက်ကစားဖို့စံနာရှိနေပါတယ်။ဒယ်လီမေးသတင်းဌာနရဲ့ဖော်ပြချက်အရဖာနီဒက်စ်က sorry ပြောလိမေဂျာလိဒါမှမဟုတ် တခြားဥရောပလိကြီးတစ်ခုခုကိုပြောင်းရွှေ့မှာဆိုပေမဲ့2026ကဘာပလာအပြီးမှာပဲပြောင်းရွှေ့မှာဖြစ်ကြောင်းသိရပါတယ် Forendes ကအဓိကပြိုင်ပွဲကြီးမတိုင်ခင်နေရာအစ်စ်မှာအသားကျဖို့မကြိုးစားချင်တာကြောင့်ညတက်မှာပဲ Sabrosh ရှိနေအောင်မယ်လို့ဆုံးဖြတ်ကြပါတယ်ပြီးကြတဲ့နောက်ဆုံး၅နှစ်မှာ Forendes က Manchester United အတွက်အကောင်းဆုံးနဲ့အရေးကြီးဆုံးကစားမဆိုတာညင်းစရာမရှိပါဘူး Forendes ကပြီးကြတဲ့ရာသီမှာ United ကအဆင့်15ရောက်ရှိခဲ့တာတောင်သူ့ရဲ့စွမ်းဆောင်ရည်ကိုအကောင်းဆုံးအဆင့်တန်းမှာပြသနိုင်ခဲ့ပြီးတော့ လီရဲ့ဖန်တီးမှုအများဆုံးကစားမှလည်းဖြစ်ပါရည်။အဲဒါကြောင့်လေ Final Desk က United မှာမဟုတ်ဘဲနဲ့ Champions League ကစားရတဲ့အသင်းတွေမှာကစားတင်ကြောင်းလေတချို့ကသုံးသက်ကြပါရည်။ဒီဘက်မှာတော့ Bruno Fernandes က Portuguese အသင်းနဲ့အတူတူ Ireland ကိုရင်ဆိုင်ခဲ့ပြီးတော့1-0နဲ့အနိုင်ရရှိခဲ့ပါရည်။ဒီပွဲမတိုင်ခင်မှာ Fernandes ကသတင်းတောက်တွေကိုသူ့နာခံနဲ့ပတ်သက်ပြီးတော့ပြောပြလာခဲ့ပါရည်။တကယ်တော့ Fernandez က sorry ကိုပြောင်းဖို့ဆိုတာစိတ်ထဲမှာတောင်းနေနေလေးမှကိုမရှိခဲ့တာပါ။ဒါပေမဲ့ Fernandez ကလက်ရှိရာသီကနေကြော်ပြီးတော့ နောက်ထပ်အနာဂတ်ကိစ္စတွေကိုတော့စဉ်းစားဖို့စိတ်ကူးမရှိသေးပါဘူး။ Valentes ကနောက်နှစ်ကဘာဗလာပြီးရင်ဘယ်ကိုရောက်မလဲဆိုတာအခုထိမစဉ်းစားကြည့်ရသေးကြောင်းပဲပြောသွားခဲ့ပါတယ်။ Valentes ကလက်ရှိကိုပဲပြောပြောနေပြီးတော့သူ့အတွက်အခုအရေးကြီးဆုံးကတော့နိုင်ငံအသင်းကိုကိုးစားပြုကစားပေးနိုင်ဖို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒါကအကြီးမားဆုံးကိုယ်ယူဆရာကိစ္စတစ်ခုဖြစ်နေလို့ဖြစ်ပါတယ်။ Valentes ကသူရှိနေတဲ့နေရာမှာပြောရှင်နေပြီးတော့သူ့အတွက်အပြင်ပကောလာဟာလာတွေဆိုတာကတယောက်မှမရှိကြောင်းလေးပြောဆိုသွားခဲ့ပါတယ်။ Fernandez နေနဲ့ United မှာဘလောက်ကြာကြာ support ရှိနေပေးချင်မလဲဆိုတာကိုတော့စောင့်ကြည့်သွားရအောင်ပါပါ။ Emoring ကသူ့ရဲ့အလုံးမဖြစ်တဲ့ Nice နဲ့ကိုပဲဇက်တိုက်အသုံးပြုနေပြီးတော့ Fernandez ကိုလည်းကွင်းလည်နေရာမှာပြောင်းလဲကစားစေခဲ့တဲ့အတွက် Fernandez ကမပြောမရှင်းဖြစ်နေတယ်လို့တော့ဆိုထားပါတယ်။ Fernandez ရဲ့ဖန်တီးပေးမှုစွမ်းရည်တွေကလည်းတရားစီမာတီးတတာကိုကြာဆင်းလာနေပါတယ်။ပရိသတ်တွေဘက်ကလည်းမကြာခဏပင်တွေလွဲချော်တဲ့ Fernandez ကိုစိတ်ပြနေကြပြီးတော့တချို့ကဆိုရင်အသင်းလူချင်းကနေဖဲထုတ်ဖို့အထိပါတောင်းဆိုနေကြပါတယ်။ အမော်ရီရဲ့အတင်းကလည်းဇာလေကနေပြန်တက်မလာနိုင်သေးတာမို့ကစားမရီရဲ့စိတ်ချင်းလေးကလည်းအတက်ကြများနေတဲ့ထိလွယ်ရှလွယ်ချင်းတွေတော့ဖြစ်နေပါပြီ။ Fernandez ကလာမယ့်ရက်ပိုင်းအတွင်းပေါ်တူဂီအတင်းနဲ့အတူ Hungary အတင်းကိုဆက်လက်ရှင်းပြရမှာဖြစ်ပြီးတော့နိုင်ငံတကာပိတ်ရပြီးတော့ Liverpool နဲ့ Anfield Queen's ကိုခရီးနေရမှာဖြစ်ပါပြီ။ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ရှိပါတယ်။